င်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လဲကြိုးစားပါရီ Siri for you ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ series လေးကတော့2019ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ The Witcher Three TV series လေးပဲဖြစ်ပါရီခင်ဗျာ Superman မင်းသား Henry Cavill ပါဝင်ထားတယ်လို့နာမည်ရောစာအုပ်နဲ့ game တွေကိုအခြေခံထားတာမလို့ဇာတ်လမ်းစကားတွေကတော့အထူးတည်းပြောနေကြမှာမလို့တော့ပါဘူး Episode 5ရဲ့နာမည်ကတော့ Bored Advertise လို့နာမည်ရပြီးတော့ Pavada တို့စီးဆက်မင်္ဂလာပွဲအပြီး9နှစ်ကြာအချိန်ကာလမှာဖြစ်လာတဲ့အခြေအနေတစ်ခုကိုဖော်ပြထားသလို ရန်နီဗာတယောက်ဂျန်နီတကောင်ကိုဖမ်းပြီးတော့သူ့အတွက်ကလေးမွေးပေးမဲ့မော်စွမ်းအားကိုယူဖို့စီစဉ်နေတာကိုအစင်းသိဖြစ်ပြီးဆိုရင်တော့ကျော်ရဲ့ recap လေးမှာစောင့်ကြည့်လိုက်ရအောင်ပါကျော်ကတော့ထုံးစံတိုင်းပဲ series 4ကပေးနိုင်တဲ့ဆက်သူရှိန်သူပဲဖြစ်ပါရည် ရှင်ဒရာတိုင်းပြည်ကိုနက်ဖကာကနေချဲ့သိမ်းပိုက်ပြီးတဲ့နောက်ရှင်ဒရာဘီယင်မကလန်ဒီယာနန်းဆောင်ဘွားခုံချပြီးတော့တက်တည်သွားခဲ့ပါရီနက်ဖကာစစ်သူကြီးကလည်းရှင်ဒရာကိုသိမ်းရတဲ့ရည်ရွယ်ချက်အောင်မြင်မှုမင်းသမီးစီရီလာကိုလိုက်ဖမ်းခဲ့ပေမယ့်စီရီလာရဲ့မော်အစွမ်းတွေနိုးထလာခဲ့တာကြောင့်မလို့ပြန်လွတ်မြောက်သွားခဲ့ပါရီစစ်သူကြီးလည်းမော်ဆီယာမဖရန်ဂျီလာရဲ့အကူအညီနဲ့စီရီလာဘယ်မှာရှိလဲဆိုတာကိုရှာဖွေခဲ့ပါရီဖရန်ဂျီလာကလည်း မော့ဆွမ်းနဲ့ချေယာခံကြည့်ခဲ့တာကြောင့်စီရီလာကဘရိုကီလွန်တောအုပ်ထဲမှာရှိနေရဆိုတာကိုသိခဲ့ရသည်စစ်သူကြီးကလည်းဘရိုကီလွန်တောအုပ်ဆိုတာစစ်တပ်တခုလိုမျိုးတဘာဝတတိုင်းနေနဲ့ကာယံထားတဲ့တော်ရင်းမျိုးနယ်စုအပိုင်ဖြစ်တဲ့အကြောင်းသိထားတဲ့အတွက်စစ်မတိုက်ပေနဲ့ပရီယေနဲ့စီရီလာကိုပြန်ခေါ်မရမယ်ဆိုတာတွက်ဆမိခဲ့ပါသည်စစ်သူကြီးကလည်းသူ့ရဲ့အစီအစဉ်အကောင့်ထဲပေါ်ဖို့တရေပြောင်းရုပ်ပြောင်းရုပ်လွဲမိစ္ဆာတယောက်နဲ့တွားတွေ့ခဲ့ပါသည်ရုပ်ပြောင်းရုပ်လွဲမိစ္ဆာစီကိုရောက်တဲ့အခါမှာတော့ စစ်သူကြီးက NAVGA A grade million view အတွက်အမှုထမ်းပေးဖို့အပေးယူလွှတ်လိုက်ပါရီရုပ်ပြရုပ်လွယ်မိစ္ဆာကလည်းသူ့ဘဝကိုတယောက်ပြီးတယောက်ပုံစံနဲ့မနေချင်တော့ဘဲနဲ့ပုံမှန်လူတယောက်လိုနေချင်တာကြောင့်မလို့မော်စီရင်တစ်ခုအတွက်မော်စီရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုစူးစီးမိခဲ့တာကြောင့်မလို့စစ်သူကြီးနဲ့အပေးယူကိုလက်ခံလိုက်ပါရီအဲနောက်တော့စစ်သူကြီးကလည်းစင်ဒရာတိုင်းပြည်စီရုပ်ပြရုပ်လွယ်မိစ္ဆာကိုခေါ်လာခဲ့ပါရီပြီးတော့မှစင်ဒရာတိုင်းပြည်ရဲ့မော်စီရမောက်ဇက်နဲ့တွေ့ပြီးလိုက်ပါရီမောက်ဇက်ကလည်းသူ့အတွက်တီးတန့်လှုပ်ထားတဲ့အချုပ်ထဲမှာနေခဲ့ရတာကြောင့် မော်စွမ်းနေရာတုံးလို့မရဖြစ်နေတဲ့အတွက်သူ့ကိုယ်သူတက်တည်ဖို့တော့မှအောင်မြင်ပဲဖြစ်နေခဲ့ပါရီအဲဒီနောက်မှာတော့ရုပ်ပြောင်းရုပ်လွှဲမိစ္ဆာကလည်းမောက်ဆက်ရဲ့ရုပ်ကိုမော်စွမ်းနဲ့ပွားယူလိုက်ပါရီပြီးတဲ့ခါမှာတော့မောက်ဆက်ရဲ့တဘောအလုံးဖျက်ဆီးခဲ့တဲ့မြဇာကြောင်းအဆုံကိုပါသူ့စီကိုပွားယူလိုက်ပါရီမောက်ဆက်ကလည်းစီရီလာကဘလို့မင်းကလေးလဲဆိုတာကိုမသိတဲ့သူတွေအများဒုက္ခရောက်ကြတာပဲလို့ပြောလိုက်ပါရီစစ်သူကြီးကလည်းမောက်ဆက်အတူတယောက်ရပြီမလို့အစ်စ်ကိုမလိုတော့တဲ့အကြောင်းပြောလိုက်တဲ့ခါမှာရုပ်ပြောင်းထားတဲ့မောက်ဆက်အတူကလည်းအစ်စ်ခန္ဓာကိုမပြည့်စည်အောင်တပ်ပစ်လိုက်ပါတော့တယ် အရင်တော့စစ်သူကြီးကစီရီလာကိုအရှင်ဖမ်းခေါ်လာဖို့လိုတဲ့အကြောင်းမောက်ဇက်အတုကိုအမိန်ပေးလိုက်ပါတော့တယ်။ဒါကြမ်းမှာတော့ရန်နီဖာကသူစောင်းလျှောက်ရတဲ့အေဒါရင်းဘရင်ရဲ့မိဖုရားနဲ့ကလေးကိုဘရင်ကိုယ်တိုင်ပြန်ခိုင်းခဲ့လို့ကလေးကိုမကယ်နိုင်ခဲ့တာကြောင့်မလို့သူ့ဘဝမှာလည်းကလေးလိုချင်စိတ်ဖြစ်လာခဲ့ပါရီ။အရင်တည်းကရုပ်ပြင်လိုက်ရင်ကလေးမရနိုင်တော့ဘူးဆိုတာသိပေမဲ့လူငယ်အတ္တစိတ်နဲ့ရန်နီဖာကရုပ်ကိုပဲပြင်ခဲ့လိုက်တာကြောင့်မလို့အခုချိန်မှာသူ့ရဲ့ကလေးမရနိုင်တော့တဲ့အခြေအနေကိုပြန်ပြင်ဖို့အစွမ်းကုန်စူးစမ်းနေခဲ့ရတာပါ။ အဲဒါကြောင့်ခိုင်နာကိုအတွင်းပိုင်းနဲ့အချိန်ဒီကိုကုသနိုင်တဲ့မော်ဆီယာတယောက်စီမှာရန်နီဗာဆေးကူဖို့ငွေပေးနေပါ ರೀ မော်ဆီယာကလည်းသူ့စီမှာဆေးကူဖို့အခအကျင်းငွေဈေးတက်သွားတဲ့အတွက်ရန်နီဗာပေးတဲ့ငွေကနည်းနေရကြောင်းအနီးနာမျိုးတစ်မျိုးမှာငွေသွားရှာဖို့ပြောလိုက်ပါ ರೀ ရန်နီဗာကလည်းမော်ဆီယာကိုဘာမှမပြောတော့ဘဲအနည်းဆုံးမျိုးမှာမော်ဆွမ်းနဲ့ဆေးကူရင်ငွေရှာဖို့ထွက်လာခဲ့လိုက်ပါ ರೀ ရန်နီဗာဆေးကန်းဖွေးတဲ့နေ့မှာပဲလေမြတ်တရွေ့ရောက်လာပြီးတော့သူ့ယောက်ျားပန်းနေနေတဲ့ဝေဒနာကိုလာကူးခဲ့ပါ ರೀ ရန်နီဗာလည်းမော်ပညာနဲ့စင်းငွေရှူခိုင်းလိုက်တဲ့အချိန်မှာပဲအမျိုးသားကတာဝါရီပြက်လာအကြောင်းငွေပေးပြီးတော့ပြန်သွားခဲ့ပါရီအဲဒီမှာပဲမျိုးသားရေးမက်တယောက်ရောက်လာပြီးတော့သူ့နေပြည်မှာစေးကူရင်လည်းအခွန်ပေးရတယ်လို့ပြောလိုက်ပါရီရန်နီဗာကဘာမှပြန်မပြောမင်းနဲ့အဖမ်းမခံလိုက်ပါရီဘရိုဂီလိုတောအုပ်ထဲမှာလည်းပဲတောရင်းမျိုးနယ်စုခေါင်းဆောင်တဲ့စစ်သူကြီးတို့ကစီရီလောက်ကိုခေါ်ထားဖို့တိတ်မတဲဆွေးနွေးနေကြပါရီစစ်သူကြီးကလည်းစီရီလောက်ကို NDA ဒေတာရဲ့ကံကြမ္မာအကြောင်းမလို့လက်မခံသေးကြောင်ပြောလိုက်ပါရီ ။ခေါင်းဆောင်ကလည်းဆီရီလာဟာကလေးပဲရှိနေသေးတဲ့အတွက်သူတို့လက်ထဲမှာတေချာပြုစုပြိုးထောင်ပေးမယ်ဆိုလို့ရှိရင်အစီအမီသွားမှာပါလို့စစ်သူကြီးကိုပြန်ပြောပြီးတော့ဆီရီလာကိုဘရိုဂီလိုမှာနေဝင်ပြုတယ်လို့တရားဝင်ကြေညာလိုက်ပါတယ်။အဲနောက်တော့ခေါင်းဆောင်ကအကုန်လုံးပြန်သွားကြတဲ့အခါမှာနောက်မှထိုင်နေတဲ့ဆီရီလာကိုစစ်သူကြီးပြောတဲ့ဇာတ်တွေကကိုမျိုးနွယ်ကိုကာဝဲဖို့ပြောတဲ့ဇာတ်တွေဖြစ်လို့စိတ်မကောင်းမဖြစ်ဖို့အတွက်ပြောလိုက်ပါတယ်။ပြီးတော့မှစီရီလာရဲ့ရှာဖွေးကြီးကိုဆက်လို့မလားဒီမှနေပြီးတော့အတိတ်ကိုခြံခဲ့မလားဆိုပြီးတော့စုံဖြတ်ပါလို့ပြောလိုက်ပါတယ် တော်တကယ်မှာတော့ဂေရော့ကငါးဖန်းကုန်တစ်ခုနဲ့ရေအိုင်လေးကိုလိုက်ပြင်နေပါ ರೀ ။တချင်းတွေကလည်းဂေရော့ကုန်ပြစ်နေတဲ့အချိန်တိုင်းမှာဘာငါးမှပါမလာလို့ဆိုပြီးတော့လှောင်ရည်ရင်းနဲ့ဗဇက်မစီအောင်စကားတွေတတုတုပြောနေပါ ರೀ ။ဂေရော့လည်းစိတ်တူပြီး "तू အိမ်မရတော့ရက်တွေကြာနေရတဲ့အတွက်ရေအိုင်နင်းမှာရှိတာတေချာတဲ့မီးခွက်ဆောင်မိစ္ဆာဂျင်းတွေကိုဖမ်းနေရလို့ပြောလိုက်ပါ ರೀ ။တချင်းတွေကလည်းဂေရော့အိမ်မရတာကစင်ဒရာတိုင်းပြည်အပြန်မှာမောက်ဆက်ပြောလိုက်တဲ့ကံကြမ္မာအတက်ကျွေးဥပဒေကိစ္စကြောင့်လားလို့မေးလိုက်ပါ ರೀ ။ ကေရောကလည်းဘာကိစ္စအကြောင်းမှမဟုတ်ဘဲသူ့ကြောင်းနဲ့သူအိမ်မရလို့ဒေါသထွက်နေရကြောင်းမလို့အေးစိမ့်နေဖို့ပြောကကိုုံဆက်ပြစ်နေပါလိ။ကိုုံပြန်ဆွဲလိုက်တဲ့အခါမှာတော့မြေဦးတစ်လုံးပါလာခဲ့တာကိုတွေ့လိုက်ရပါလိ။ကေရောကလည်းအိုးဘိတ်ကမော်တစိတ်ကိုကြည့်ပြီးတော့ဂျင်းနီဆိုရာတေးကြရီလို့ပြောလိုက်ချိန်မှာတခြင်းတရားဂျင်းနီစီယာစုကိုသူ့တောင်းမယ်ဆိုပြီးတော့အိုးကိုဆွဲလုလိုက်ပါလိ။အဲနောက်တော့နှစ်ယောက်သားကအိုးကိုလူရင်းနဲ့အဖုံးပွင်သွားပါလိ။ခဏကြာတဲ့အခါမှာလေမီနေတိုက်လာကြောင်းမလို့တခြင်းတွေကဂျင်းနီကိုလွှတ်ပေးလိုက်တာသူဖြစ်တဲ့တော့သူသာဂျင်းနီရဲ့အရှိန်သခင်လို့ပြောကစုရီကိုတောင်းနေပါလိ။ ဆုံးတစ်ခုတောင်းပြီးနောက်ဆုံးတစ်ခုတောင်းမှုလုပ်တဲ့အချိန်မှာဂေရော့ကဆွဲထားလိုက်ပြီးတော့နောက်ဆုံးစုကိုခြံထားဖို့ပြောလိုက်ပါရီတရှင်းလေးကလည်းသူ့ရဲ့အကျင့်နိုင်မြင်းကြီးပေါက်လိုမျိုးစကားတွေကိုပြောရင်းနဲ့အိုးကိုပြစ်ချခွဲမိတယ်လို့ဖြစ်သွားပါတော့ဒီဂေရော့ကလည်းကြောက်ွဲသွားတဲ့အိုးကိုပြန်ကောက်ရင်းနဲ့စကားများတဲ့တရှင်းတွေကိုတိတ်အောင်လုံးနိုင်ရင်ကောင်းမယ်လို့ပြောမိသွားတဲ့အချိန်မှာလက်မဓာရှာရတစ်ခု ပေါ်လာခဲ့ပါရီဂေရော့ကလည်းအိုးချမ်းခွဲထည့်ရထိပြီးတော့အိုးအပဲစားတွေကိုဆက်ကောက်နေလိုက်ပါရီအဲအချိန်မှာပဲလေးလိုလိုအရင်မဲတစ်ခုလိုလိုပေါ်လာကြမလို့တရှင်းတွေကလည်းဂေရော့ကိုအကူအညီတောင်းလိုက်ပါရီ ဂေရိုလည်းပဲအရေးမဲကိုသူ့ရဲ့မော်ပညာနဲ့လမ်းတားလိုက်တဲ့အတွက်ပဝင်းကျင်ကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့တရှင်းတဲ့ကလည်းစကားပြောလို့မရပဲလေဘင်းမှလည်းအလုံးကြီးတစ်ခုဖြစ်ကမေးလဲသွားခဲ့ပါတယ်။အဲတော့ဂေရိုလည်းပဲတရှင်းတဲ့ကိုမြင်းမော်တင်ပြီးတော့အနည်းဆုံးမျိုးစီကိုအပြင်းမောင်းလာခဲ့ပါတယ်။မျိုးဝင်ဝါမှာတော့မျိုးဆောင်စစ်သားရင်နဲ့တွေ့ပြီးတော့စီးစရာရှိရာကိုလမ်းညွန်ကိုင်းကစီးစရာစီကိုရောက်လာခဲ့ပါတယ်။ လက်တငယ်စီးစရာကလည်းတရှင်းတဲ့ရဲ့ထံရောက်ကိုကြည့်ပြီးတော့မှောကျင်းသားတစ်ခုမိနေရကြောင်းမလို့သူကူးလို့မရပဲနဲ့အနာသက်တောင်အောင်ပဲလှုပ်ပေးနိုင်တယ်လို့ပြောလိုက်ပါရီပြီးတော့မှကျင်းသားကာရာကိုအချိန်မီမပြေနိုင်ဘူးဆိုရင်တော့အသက်သေးသေးဖြစ်နိုင်တယ်လို့ရှင်းပြကအနာသက်တောင်အောင်စီးတိုက်လိုက်ပါရီကဲတော့ကလည်းဒီမျိုးမှာမှောစရာရှိလာမေးတဲ့အခါမှာလက်တငယ်စီးစရာကလည်းဒီမျိုးကမှောစရာကအဆင်မပြေလောက်လို့တခြားမျိုးသွားဖို့သာတိုက်တွန်းလိုက်ပါရီကဲတော့ကလည်းခြားမျိုးတွေသွားမယ်ဆိုလို့ရှိရင်တရှင်းတဲ့တို့ကအချိန်မမီဘူးလို့ပြောကမှောစရာလေးဆောင်မေးလိုက်ပါရီ တပတ်မှလည်းမျိုးသားနဲ့ရဲမက်စီမှာဖမ်းခံလိုက်ရတဲ့ရန်နီဖာကမျိုးသားကိုမော်ပညာနဲ့ညှို့ထားပြီးတော့သူ့ကိုယ်သူဘီယင်မတပါလိုမျိုးလှုပ်ချင်ရလှုပ်နေပါရီရန်နီဖာလည်းမန်ရှင်မှာအလှပြင်နေတော့မှော်မုတ်ကပွင့်လာပြီးတော့ထက်ဆေရာရောက်လာခဲ့ပါရီထက်ဆေရာကလည်းအရီဒူဇာကနေလှုပ်ချင်ရလှုပ်ပြီးတော့ရန်နီဖာထွက်သွားကလေးကမတွေ့ရအကြာနဲ့အတွင်းမှာရန်နီဖာလှုပ်နေသမျှတွေကအသိန်းတော်နဲ့စန့်ကျင်နေတဲ့အကြောင်းပြောလိုက်ပါရီဘီတော့မှရန်နီဖာဘာရီပဲလှုပ်ခဲ့လှုပ်ခဲ့ရန်နီဖာဟာသူ့ရဲ့အခြေဆုံးတပည့်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ခွေးလို့ပေးမဲ့အကြောင်းနဲ့အရီဒူဇာကိုပြန်လာဖို့ပြောလိုက်ပါရီ ရနီဖာကလည်းအရီတူစာကသူ့အတွက်အရာရာပိတ်ပင်နေတဲ့အချုံအောင်တစ်ခုလိုပဲဖြစ်တဲ့အပြင်ဒူရှာနီယာလည်းအဆုံးမသက်သေးရကြောင်းမလို့မလိုက်နိုင်ဘူးလို့ပြန်ပြောလိုက်ပါရီဒါစီရွာကလည်းရနီဖာလုတ်ခဲ့ရဲ့လုတ်ရက်ကပြန်မြင်လို့မရတော့တာမလို့ကိုဝင်ဆောင်မှုမဖြစ်နိုင်တော့တဲ့ပြင်ရနီဖာအခုအကူညီတောင်းနေတဲ့မော်ဆီယာကလည်းဘာမှလုတ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါရီရနီဖာကလည်းထက်စီရွာမတက်နိုင်ုံနဲ့တကယ်ပါလုံးမှဖြည့်ရှင်းစရာနီးလမ်းမရှိဘူးဆိုတာမဖြစ်နိုင်ဘူးလို့ပြန်ပြောကာ သူ့အတွက်အဖြေရအောင်ရေဆုံးမြေဆုံးလိုက်ပြီးတော့ရှာနေအောင်ပါပဲလို့ပြောရင်းနဲ့တက်စီရွာကိုနှင်ထုတ်လိုက်ပါရီတက်စီရွာကလည်းခေါင်းမလုံးနဲ့ရန်နီဖာကိုဘာမှမပြောတော့ပဲပြန်သွားခဲ့ပါရီအဲနောက်တော့ဂေရော့လည်းမျိုးသားနေတဲ့ရေတိုက်စီကိုရောက်လာခဲ့တဲ့အခါရေတိုက်ထဲမှာလုံးဒီနဲ့ကနေအောင်တွေးလိုက်ရပါရီဂေရော့ကလည်းအဆောင်တွေကိုမော်နဲ့အညှို့ခံနေရပြီဆိုတာသိလိုက်တဲ့အတွက်မော်စရာဘင်မလေးလို့မျိုးသားကိုပြီးကမျိုးသားပြောတဲ့အခန်းထဲကိုဝင်လာခဲ့လိုက်ပါရီ အကန်နေမှာရန်နီဖာဟာရေးမှတ်တွေနဲ့အပြတ်မှတွေကိုမှော်နှိညူပြီးတော့အချင်းချင်းရမက်ပြင်းပြအောင်လှုပ်ကာသူကထိုင်ကြည့်နေပါလေ။ကေရော့ကလည်းရမက်မူးရင်းနေရဲ့လူတွေကိုကြော်ပြီးတော့ရန်နီဖာစီကိုတန်းသွားကာသူဂျုံနေတဲ့အခက်ခဲကိုပြောပြလိုက်ပါလေ။ရန်နီဖာကလည်းဂျီနီရဲ့မော်ဝါရာမိနေတဲ့လူကြားကနေဂျီနီဆိုတာလိုရာစုတောင်းလို့ရတဲ့စွမ်းအကြီးဆုံးမော်ဘလူးမျိုးဖြစ်နေရကြောင်းမလို့သူ့အတွက်အတုံးချဖို့အကြံရသွားပါလို့လေ။အဲဒါကြောင့်တရှင်တွေကိုသူပြန်ကုပေးမယ်လို့ပြောကာသူနဲ့အေးစီစကားပြောဖို့အခန်းထဲကိုခေါ်သွားခဲ့ပါလေ။ အကန်ရောက်တဲ့အခါမှာဂေရော့ကိုရေချိုးကန်ထဲမှာရေဒူချိုးဖို့ခေါ်ရင်းနဲ့သူ့အစီအစဉ်တို့ကဂေရော့လိုဝှချာမျိုးအနားမှာမရှိအောင်မြူဆွေနေထုတ်ဖို့လုပ်ပါရီဒါပေမဲ့ဂေရော့ကမြူဆွေလောက်နဲ့ဘာမှမထူးခြားလာအောင်ရန်နီဖာကလည်းတချင်းတွေကိုစေးကူးမဲ့အကန်နဲ့ထက်ခေါ်လာခဲ့ပါရီဂေရော့နဲ့ရန်နီဖာကဂျင်းလီစီကဆူရထားတဲ့သူကတချင်းတွေလိုထင်နေတဲ့အတွက်ရန်နီဖာကတချင်းတွေဟာစုပနခုတောင်းပြီးပြီလေလို့ဂေရော့ကိုမေးလိုက်ပါရီဂေရော့ကလည်းနောက်ဆုံးတစ်ခုပဲကြံတော့တယ်လို့ပြောပြီးမှ အခန်းထဲမှာတရှင်းတွေကိုထားတဲ့ဂရင်ဘေးမှာမှော်ဦးအပိတ်ကမှော်တစိ့ပုံစံဆွဲထားပြီးတော့မီးရေထုံးထားတွေးလိုက်ရတဲ့ဂေရိုလေးပဲရနီဗာဂျင်းဒီကိုထိန်းချုပ်ဖို့လုပ်နေတယ်ဆိုတာရိမ့်မိသွားပါတော့နေအဲဒါကြောင့်ဂေရိုကလည်းဂျင်းဒီကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဂျင်းဒီရဲ့တိုက်ခိုက်တာကိုခံရလိမ့်မယ်လို့ပြောလိုက်တဲ့အခါမှာရနီဗာကလည်းသူ့အကြံကိုဂေရိုရိမ့်မိနေအောင်သိသွားပြီးတော့ဂေရိုမော်စွမ်းနဲ့ညှို့လိုက်ပါတယ်ဂေရိုကလည်းမော်စွမ်းနဲ့ကိုကူကန်တဲ့အောင်လေ့ကျင့်ထားတဲ့ဝေချာတရားမလို့အစာဘက်မှာညှို့လို့မရပါဘူး ရန်နီဗာလေးစွမ်းကြီးတဲ့မော်ဆီယာမဖြစ်နေရကြောင်းမလို့နောက်ဆုံးမှာတော့ဂေရိုးတယောက်အညှို့ခံလိုက်ရပါတော့ဒီနောက်တနေ့ဂေရိုးနိုးလာတဲ့အခါမှာတော့နတ်ငယ်စည်းကြတဲ့အတူတူအချုပ်ခန်းထဲမှာတန်ချိုးခတ်ထားတာခံနေရပါတယ်ဂေရိုးကလည်းသူပါရီဖြစ်ခဲ့လေဆိုတာမီးတဲ့အခါမှာနတ်ငယ်ကဂေရိုးအညှို့ခံလိုက်ရပြီးတော့ဇီးရဲမှာမြင်သမျှလူတွေကိုပြသနာလိုက်ရှာနေရကြောင်းမလို့အဲလူတွေကတိုင်လို့အဖမ်းခံထားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်ပြီးတော့မှနတ်ငယ်စည်းစရာကသူလည်းပဲဂေရိုးကိုဝေတားဖို့လာပြီးမိအကောင်လုံးကကူညီရထင်ပြီးတော့နှစ်ယောက်စလုံးကိုဖမ်းထားတာအပြစ်ဒဏ်က နင်နာသူရဲ့ဆန္ဒအတိုင်းချမှာဖြစ်လို့တေးတမ်းမေးလို့ပြောလိုက်ပါရီကေရောကလည်းအကုန်လုံးအိမ်မက်တစ်ခုလိုပဲဘာမှမမှတ်မိဘူးလို့ပြောနေတော့မျိုးသားရဲ့ကိုရန်တော်အဆောင်ရောက်လာပြီးတော့ကေရောလိုဝေချာမျိုးကိုဆုံးမခြင်းနေရလို့ပြောလိုက်ပါရီဒါပေမဲ့ရန်နီဖာကသူ့ဘိုက်မှာအိုးပုံစံဆွဲပြီးတော့အပေါ်ဘိုက်ဝိပလာနဲ့နောက်ဆုံးစုကိုတောင်းမှုအတွက်တချင်းတဲ့နိုးလာတာကိုစောင့်နေပါရီရင်းနေကလည်းရန်နီဖာကုပီးလိုက်တာကြောင့်မလို့ပြန်နိုးလာလာခြင်းပဲဝိပလာနဲ့ရန်နီဖာကိုတွေ့ပြီးတော့သူနဲ့ဘာညာလုပ်ခဲ့တာလားလို့မေးလိုက်ပါရီ ရနီဖာကလည်းသချင်းတဲ့ဘက်ကိုလှည့်ပြီးတော့နောက်ဆုံးစုကိုတောင်းဖို့တက်ပြောလိုက်ပါရီသချင်းတဲ့ကလည်းမော်ဆီယာမသူ့ကိုနှိပ်စက်တော့မယ်ထင်သွားပြီးတော့အခန်းထဲပတ်ပြေးနေခဲ့ပေမယ့်ရနီဖာကမော်ဆွမ်းနဲ့တိုက်ခိုက်ကတောင်းကျင်တဲ့စုကိုနောက်ဆုံးတောင်းဖို့တက်ပြောလိုက်ပါရီသချင်းတဲ့ကလည်းအခုချိန်မှာသူ့လိုချင်ဆုံးကရနီဖာစီကလွမြောက်ဖို့ပဲလို့ပြောလိုက်ပါရီရနီဖာကလည်းသချင်းတဲ့နောက်ဆုံးစုကိုတောင်းပြီးသွားပြီလို့ထင်ပြီးတော့မော်ဂါရာကိုရွတ်ကဂျီနီကိုသူ့ကိုယ်ထဲမှာတင်ထားဖို့တက်အစီရင်လုပ်လိုက်ပါရီ အကျိုးကိုင်းနေမှာလေးပဲရေမက်ကဂေရော့ကိုအပြင်ထုတ်ပြီးတော့စိတ်ရှိလက်ရှိကျိုးတို့ပြီးတော့နှိမ့်ဆက်နေရကြောင်းမလို့ဂေရော့လေးပဲအခုချိန်မှာအလိုချင်ဆုံးကရေမက်ကိုပောက်ကွဲသွားစေချင်တာပဲလို့ပြောလိုက်ပါရီဂေရော့ပြောပြီးပြီးချင်းပဲရေမက်ရဲ့ခေါင်းကပောက်ကွဲသွားပါတော့တယ်အဲတော့မှဂေရော့လေးပဲဂျင်းနီရဲ့တခင်ကသူဖြစ်နေရတည်သွားပြီးတော့လက်ကိုငုံကြည့်တဲ့အခါမှာဒါးဆိုင်ရာနှစ်ခုပေါ်လာတွေ့လိုက်ရပါရီဂေရော့ကလည်းသချင်းတွေကိုဂျင်းနီကတမင်တိုက်ခိုက်တာမဟုတ်မင်းနဲ့ "तू ကဂျင်းနီစီကစုတွေရထားရတယ်သူမလို့မတော်တဆ तू ပြောမိလိုက်တဲ့စကားအကြောင်းမလို့သချင်းတွေဒုက္ခရောက်ရတယ်ဆိုတာကိုပြန်တွေးမိက" ရန်နီဗာစီကိုချက်ချင်းထွက်လာခဲ့ပါသည်ရန်နီဗာကတချင်းတည်းရဲ့စုရဲ့အကုန်လုံးပြီးသွားပြီမလို့ဂျင်းနီဟာအင်အားနည်းတဲ့အချိန်ရောက်နေပြီလို့ထင်ကအသေးအတန်ချုပ်ထားဖို့ဂါရာရီရွတ်နေပါသည်ဒါပေမဲ့ဂျင်းနီကတော့ဂေရိုစု၃ခုစလုံးမတောင်းရသေးတာကြောင့်မလို့အားမလျော့သေးဘဲနဲ့ရန်နီဗာကိုပြန်ကုကန်နေရကြောင့်မလို့ရန်နီဗာလေးပဲအလူလေးခံစားနေရပါသည်တချင်းတွေကလည်းအခွင့်အရေးရအောင်ထွက်ပြေးခဲ့ရကြောင်မလို့အင်ရှိရောက်တဲ့အခါမှာဂေရိုရုနဲ့တွေ့ပြီးတော့မော်ဆီယာမကြောင်တောင်တောင်လေးလုံနေလို့ဒီညာကထွက်ပြေးဖို့အတွက်ပြောလိုက်ပါရီ ကဲတော့ကလည်းတချင်းတွေကိုကယ်ပြီးတဲ့ Randy Fowl အသေးမခံနိုင်ဘူးလို့ပြောကအိမ်ထဲကိုဝင်ပြေးသွားပါတော့လေ။အိမ်ထဲရောက်တဲ့အခါမှာတော့ဘိုက်မှာအိုးပုံသာဆွဲပြီးတော့ဂါလာရွနေတဲ့ Randy Fowl ဟာဒေးဒီရဲ့တက်ခိုက်တာကိုခံရရပြီမယ်။အစွမ်းကုန်ပြန်ခုခံရင်းနဲ့ချုပ်ဖို့ကြိုးစားနေပါလိမ့်။ကဲတော့လည်းပဲ Randy Fowl ကိုအကြောင်းကျိုးရှင်းပြပြီမယ်။ Randy Fowl ကခေါင်းမမာပဲဆက်လုပ်နေတဲ့အတွက်ကဲတော့လည်းပဲသူ့ရဲ့နောက်ဆုံးစုဖြစ်ဂျင်းနီကိုလွတ်လပ်ခွင့်ပြုပြီး Randy Fowl ကိုလည်းချက်ချင်းမြတ်တာစိတ်ရှိတဲ့လူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါရီ။ အဲတော့မှဂျင်းနီလည်းလွတ်လပ်သွားတာကြောင့်ဆက်ပြီးတော့မတိုက်ခိုက်တော့ပဲထွက်သွားခဲ့ပါရီဒါပေမဲ့လေဂျင်းနီနဲ့ရန်နီဖာတို့မော်စွမ်းပြိုင်ခဲ့တဲ့အချိန်ကြောင့်အိမ်ကပျို့ချလူစစဲဖြစ်နေပါရီကဲတော့လေဂျန်နီဖာရဲ့အနာကိုပြေးသွားပြီးတော့ပျို့ချလာတဲ့အမိုးနဲ့မထီခိုင်အောင်ကာကွယ်ပေးလိုက်ရပါရီဒါပေမဲ့ရန်နီဖာကအရင်မော်မိုးဝါကိုဖိတ်ပြီးတော့ရှောင်းလိုက်နိုင်တာကြောင့်မလို့ကဲတော့ရောရန်နီဖာကမိုးဝါကထွက်ပြီးတော့လွတ်သွားကြပါရီအိမ်ပြေမှာတော့တချင်းနေနဲ့နေတဲ့ငယ်တို့ကအိမ်ပျို့ချတာမြင်ပြီးတော့နှစ်ယောက်စလုံးတည်ပြီးလို့ထင်းကဝမ်းနေနေပါရီ လက်ငယ်ကလေရန်နီဖာကိုသူကချစ်နေရကြောင်းမလို့ပူဆွေးဝမ်းတွေကအင်ယောက်ထက်ကိုလာကြည့်တဲ့အခါမှာအင်ယောက်ထက်မှာဂရော့နဲ့ရန်နီဖာတို့ကအသက်ပြေးကလွတ်မြောက်လာတဲ့အထိမ်းအမှတ်ဖြစ်လေတကွက်နဲ့မုံလာတို့တချောင်းဆိုင်ဖို့အတွက်လုံနေအောင်မြင်သွားတော့မှလက်ငယ်လေစိတ်အေးသွားပါတော့လေအဲဒီနောက်တော့တခြင်းတွေကိုအားရပါးရခေါ်ပြီးတော့ပူးနေရဲ့အတွက်ရဲကြည့်နေကြပါတော့လေဂေရော့တို့ကလေစိတ်ရှိတိုင်းချစ်နလန်ထပြီးတော့ပေမန်းကတယောက်ကိုတယောက်ဂျင်းတဲ့အကြောင်းပြောလိုက်ကြပါတယ် အခက်မှာတော့ဘရုတ်ကီလွန်တောအုပ်ထဲမှာအရင်တစ်ခေါက်ကနက်ကစစ်သည်တွေတောအုံနာရောက်လာကြမလို့ဒေါ်ရင်စစ်သည်တွေကနှစ်ယောက်ကိုခေါင်းဖြတ်ယူလာနိုင်ခဲ့တဲ့အတွက်ခေါင်းဆောင်ကတောဆက်မှာအဆောင်တွေချထားခဲ့ပါရီဘရုတ်ကီလွန်တောအုပ်ဆိုတာကတောအုပ်ကိုစောင့်ရှောက်တဲ့မော်ပညာတွေရှိနေတဲ့အတွက်တောအုံနာကိုအန်ဒီတစ်ခုခုကတ်လာပြီးဆိုတာနဲ့စစ်သည်ကိုအမြင်နဲ့သတိပေးနေရကြမလို့ကင်းဆောင်နေတဲ့စစ်သည်တွေကလည်းလက်နက်တွေအသင်းနဲ့စောင့်နေကြပါရီအဲဒီချိန်မှာတော့ဝင်ပေါက်ကိုမောက်ဆက်အတူကသူတိုက်ခိုက်ဖို့လာတာမဟုတ်တဲ့အကြောင်းပြောကဝင်လာခဲ့ပါရီ စစ်တီတွေကလည်းမောင်ဆက်ကိုခေါင်းဆောင်နဲ့တွေ့ပြီးဖို့ခေါ်သွားကြေးလိုက်ပါရီခေါင်းဆောင်တွေရောက်တဲ့အခါမှာစီရဲလာကမောင်ဆက်အတုကိုအစ်စ်ထင်ပြီးတော့ဝမ်းသာအားရပြေးကြလိုက်ပါရီပြီးတော့မှမောင်ဆက်အတုကိုဒါရာနဲ့မိတ်ဆက်ပေးပြီးတော့ခေါင်းဆောင်ကိုလည်းမောင်ဆက်ကသူ့ကိုငယ်လေးကစောင်းရှောက်ခဲ့တဲ့လူယုံဖြစ်ကြောင်းပြောပြလိုက်ပါရီမောင်ဆက်တုကလည်းစီရဲလာရဲ့ကံကြမ္မာရာရေဗီယာကဂေရော့စီရောက်အောင်ပို့ပေးရမယ်လို့ကလန်တီကနောက်ဆုံးဆန္ဒပြုခဲ့တာကြောင့်စီရဲလာကိုလာခေါ်တဲ့အကြောင်းပြောလိုက်ပါရီ မျိုးနယ်စုစစ်သူကြီးကလည်းစီဝေလာကဒီမာနေဖို့ဆုံးဖြတ်ပြီးပြီလို့ဝင်ပြောလိုက်ပါရီဘောက်ဆက်တူကလည်းကန်ဂျမာအတကျွေးဥပရိယစီဝေလာကိုဂေရော့ပိုင်တဲ့ပြင်သူ့ဘွားရဲ့နောက်ဆုံးဆန္ဒလည်းဖြစ်လို့ပြန်လိုက်ခဲ့တာအကောင်းဆုံးပဲလို့ထပ်ပြောလိုက်ပါရီခေါင်းဆောင်လည်းအကုန်လုံးရဲ့စကားတွေကိုနားထောင်ပြီးတော့စီဝေလာရဲ့ဆန္ဒကလည်းလိုက်ချင်နေရရိပ်မိတဲ့အတွက်ပြန်လိုက်သွားဖို့အတွက်ခွင့်ပြုလိုက်ပါရီစီဝေလာကလည်းဒါဟာသူနဲ့ခင်ခဲ့တဲ့မိတ်ဆွေမိသားစုဖြစ်တဲ့အတွက်ဒါရောကိုပါသူနဲ့လိုက်ခဲ့ဖို့အတွက်ခေါ်လိုက်ပါရီ ခေါင်းဆောင်ကလည်းစီဝေလောက်ကိုဘသူပဲဖြစ်ဖြစ်အဆုံးစုံမယုံဘူးနဲ့ကန်ကြမဆိုတာကိုယ့်ရဲ့လက်ထက်မှာပဲရှိနေလို့မှန်ကန်တဲ့မိကုန်းကိုပဲအမြဲတမ်းမေးပါဆိုပြီးတော့ဆုံးမစကားပြောတာပြန်နှုတ်လိုက်ပါရီမောင်ဆက်ကလည်းသူ့ရဲ့ယူရချက်အောင်မြင်ပြီမလို့ဒါရွာတယောက်လောက်ပါလာတာလောက်ကိုအရေးမကြီးဘူးလို့တွေးကစီဝေလာနဲ့ဒါရွာတို့ကိုခေါ်သွားခဲ့ပါရီစီဝေလာလေးပဲသူမွေးကလေးကယုံကြည်လာတဲ့မောင်ဆက်ကိုယ်တိုင်ဂေရော့စီကိုလိုက်ဖို့မေးလို့ပြောနေရကြောင်မလို့စိတ်ချလက်ချဒါရွာကိုခေါ်ပြီးတော့ပြန်သွားလိုက်တဲ့အချိန်မှာပဲ The Witcher Season 1 Episode 5 ဗောရဲ advertise ကလည်းပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်စကားအကောင်းလေးတွေကိုအစင်းစက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦး။အားပေးကြပရိသတ်များလည်းပဲစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းများပြည့်စုံတော်မူကြပါစေလို့ ZD for ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ပါရီ။အဆုံးနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျ။